ဓမတမားတွေဖြစ်သွားတဲ့အတွက်တို့သည်အာဓမတမားတခိုင်းနဲ့ဖြစ်သွားတော့ကျွန်တော်တို့ကဖော်ထုတ်ဖယ်ရှားအရေးယူရမယ်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ယေရှုသူအရောက်ရှင်းတဲ့တိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအားနာရှင်စနစ်ကြာရှုံးရမည် တူတူနဲ့မြင်မြန်ပါပဲเนาะဆိုတော့ကျွန်တော်တို့ကအသက်ရှင်တန်ဖို့နေ့စဉ်အောက်ဆီဂျင်ရှူတယ်အစာအဟာရတွေစားသုံးကြတယ်ရှင်တန်ဖို့လို့တို့ထုံနည်းတူစွာပဲကျွန်တော်တို့ရှင်တန်မှုတွေမှာယုံကြည်ခြင်းနေမျှော်လင့်ခြင်းနေလိုအပ်တယ်အဲ့တော့ကျွန်တော်ထပ်လောင်းပြီးတော့သတင်းစကားပေးခြင်းနဲ့ဒီအရေးတော်ပုံကြီးကကျွန်တော်တို့နိုင်ကုန်နိုင်မှာဖြစ်တယ်မနိုင်နိုင်အောင်လဲလုပ်ကြရမယ်နိုင်ဖို့နီလန်းနေကို နိုင်ဖို့လုံနိုင်သူတွေနဲ့နိုင်အောင်လုပ်ကြရမယ်အရေးကြီးဆုံးကအဲ့ဒါပဲเนาะအဲ့ဒါကိုကျွန်တော်တို့အကုန်လုံးမြင်မြန်လုပ်နိုင်လေမြင်မြန်အောင်လေပဲအဲ့တော့နိုင်ဖို့နီးလန်းနေဆိုလို့ရှိရင်အစီတာပိတ်ဆို့တွေရှိရင်ဖယ်ရှားရှင်းလင်းပြရမယ်เนาะအကျင့်ပြချစားမှုတွေရှိရင်ဖယ်ရှားရှင်းလင်းပြရမယ်เนาะအရေးချင်းပြည့်ရွံ့တဲ့သူတွေရှိလို့ရှိရင် ဖေရှားရှင်းလင်းပြရမယ်။အဲဒီနေရာမှာလူသက်စိတ်သက်သွေးသက်တွေနဲ့အစားထိုးပြီးတော့အောင်မြင်မှုနီလန်းနေဖို့အဲဒီအောင်မြင်အောင်လုပ်နိုင်တဲ့သူတွေနဲ့အောင်မြင်မှုကိုအရောက်ချစ်တတ်ကြရမယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကအောင်မြင်မှုကိုအရယူခြင်းမှတပါအချမ်းရှိမင်္ဂလာပါဗျာမင်္ဂလာနော်ဆိုတော့ဝစ်စတန်ချာချီပြောကြပြောခဲ့တယ်လို့ပဲ ျွန်တော်တို့ကအောင်ကိုအောင်မဖြစ်ပါမအောင်လို့ရှိရင်ရှင်သန်မှုဆိုတာမရှိနိုင်တော့ဘူးအဲ့တော့ကျွန်တော်တို့အောင်မြင်မှုကိုအရောက်လှမ်းကြမယ်ဆိုတော့ဒီနေ့ကျွန်တော်เนาะအထူးပြုပြီးတော့တင်ပြခြင်းတဲ့ဟာကကျွန်တော်တို့အောင်မြင်ဖို့ဆိုရင် mask media ရဲ့ money ရဲ့ military ရဲ့ဆိုတာ m လေးလုံးထဲမှာเนาะလူတို့ရဲ့ media ရဲ့ပတ်စံရဲ့ကျွန်တော်တို့နောက်တစ်ခါကြတော့ ဒီလက်နက်ကြိုက်ဖွဲ့အဲ့ဒီ M4 လုံးကတောက်တိုင်ကြီး၄ခုဖော်ကောင်ကြီး၄ခုနော်ကျွန်တော်တို့ဟန်ချက်ညီပြီးတော့တိုးတက်ဖို့လိုတယ်ဟန်ချက်ညီပြီးတော့လို့ဖြစ်လို့ရှိရင်ကျွန်တော်တို့ဒေါ်လာရေးကြီးကမြန်မြန်ပြီးမယ်ဆိုတော့ပြန်ကြည့်လိုက်လို့ရှိရင်ကျွန်တော်တို့ဒေါ်လာရေးကြီးမှာကမိမိအသက်ကိုပင်ရင်းပြီးတော့အသေးခံပါမယ်ဆိုပြီးတော့တိုက်နေတဲ့ရဲဘော်တွေများကြီးရှိတယ် ဒါပေမဲ့ကျွန်တော်တို့ကသူတို့ကိုစုံလင်အောင် မတက်ဆင်ပြနိုင်ပေဘူး။နော်။အဲ့တော့ကျွန်တော်တို့ဒီထက်ပိုပြီးတော့ကျွန်တော်တို့လောက်ကြရမှာပေါ့။အဲ့မှာစုံလင်အောင်မလုပ်နိုင်ပြီးသေးတဲ့အထက်မှာတော့အကြောင်းချက်တွေမျိုးမျိုးရှိမှာပေါ့။နော်။အဲ့ဒီအထင်ရှားတဲ့အချက်တွေဆိုရင်မင်္ဂလာပါမင်္ဂလာပါဗျ။နော်။ထင်ရှားတဲ့အချက်တွေဆိုလို့ရှိရင်ကျွန်တော်တို့ခေါင်းဆောင်မှုနဲ့စီမံခန့်ခွဲမှုနော်ဒီဟာတွေကဒီထက်ကောင်းမှုလို့ရတယ်။ညံပြင်းတာတွေရှိတယ်။ တော့ညံကျင်တဲ့ဟာတွေအချင်းမပြည့်ရည်ကျွန်တော်ဖယ်ရှားရမယ်ကောင်းနိုင်တဲ့စားထုတ်ရမယ်နော်ဆိုတော့ဓာရီကိုလုံနိုင်ဖို့လိုတယ်နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ငွေကြေးအလွေလွင်းတွေပိတ်များတယ်နော်ငွေကြေးအလွေလွင်းတွေပိတ်များတယ်ဓာရီကိုယူပေါက်တွေကိုပိတ်ပြီးတော့ယူအောင်လုပ်တဲ့သူတွေနော်ဒါမှမဟုတ်ရှင်အကျင့်ပြချစားသူတွေသို့မဟုတ်ခိုးစားသူတွေကိုဖယ်ရှားပြီးတော့ရှင်းလင်းပြီးပေါ်ထုတ်ပြီးတော့အရေးယူရမယ်ဒါသက်အရေးကြီးတယ် နောက်ဆရာမွဲတပည့်မွေးနဲ့ဂိုင်းဖွဲ့ပြီးတော့ဒေါ်လာရေးကြီးကိုကျွန်တော်တို့အုပ်စုဖွဲ့ပြီးတော့မောင်ပိုင်စီးတာပေါ့နော်ဟိုက်ဂျက်လုပ်တာဒါတွေကိုလည်းကျွန်တော်တို့ဆန့်ကျင်ရမယ်အဲ့တော့ကျွန်တော်တို့အရောက်ချင်းစီတိုင်းအရောက်ချင်းစီတိုင်းအရောက်ချင်းစီတိုင်းကဒါတွေကိုကျွန်တော်တို့ဗဇက်တွေကိုဖွင့်ပြီးတော့ပြောကြရမယ်လုပ်ကြရမယ်မတရားမှုလုပ်နေတာကိုမြင်ရင်နော်စစ်တပ်ကလုပ်တာတော့မြင်ပြောရဲပြီးတော့ကိုယ့်ဘက်ကလို့နာမည်ခံထားပြီးတော့လုပ်တဲ့သူတွေကိုမပြောရဲဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဓမ္မသမားမဟုတ်ဘူး နောက်အဲ့လိုမျိုးမတရားမှုအဓမ္မကိုကိုယ့်ဘက်လို့အမြီခံပြီးတော့လုပ်ရင်လေသူတို့ဒီဓမ္မဘတ်တော်သားဖြစ်ခွေအရေးချင်းပြည့်ယွန်းသွားပြီဖြစ်တယ်။ဒါကြောင့်မလို့သူတို့ဒီအဓမ္မတမားတွေဖြစ်သွားတဲ့အတွက်သူတို့ဒီအဓမ္မတမားတကိုင်းနဲ့ဖြစ်သွားတော့ကျွန်တော်တို့ကဖော်ထုတ်ဖယ်ရှားအရေးယူရမယ်။ဘာကြောင့်ကျွန်တော်ပြောသလဲဆိုတော့ကျွန်တော်တို့အပေါ်မှာပါတဲ့အသက်တော်မှာရင်းပြီးတော့တိုက်ပွဲဝင်ပြရစီဆိုပြီးတော့ပြောနေတဲ့အချိန်မှာကျွန်တော်တို့ကကိုယ့်ဘက်ကစုံလင်အောင်နော်မလုပ်ပေးနိုင်ဘူးဆိုလို့ရှိရင်လေနော်ဟိုဥစား ကိုရီဘက်ကလိုအပ်နေတာဖြစ်တယ်နော်ဆိုတော့အဲတကူမကိစ္စလေပေါ်ထုတ်တဲ့ကိစ္စကလှုပ်တဲ့နေကိစ္စဖြစ်တယ်နော်အဲအဲ့လိုမျိုးတကူမနဲ့ဂိုင်းပေါ့ဗျာနော်သူတို့ဂိုင်းလိုက်ကြီးကိုရှိတယ်အဲ့ဒါကိုပေါ်ထုတ်ဖယ်ရှားအရေးယူပြနိုင်ဖို့လေတိတ်အရေးကြီးတယ်ဒါမှမဟုတ်ဆိုလို့ရှိရင်ကျွန်တော်တို့ရရှိတဲ့ရမုံငွေတွေကကန်ဆာလိုပဲနော်တကယ်ရောက်တဲ့နေရာကိုမရောက်ဘူးဆိုလို့ရှိရင်ဒါကြီးကကျွန်တော်ဒေါ်လာကြီးယူအရင်နဲ့နားတယ်အဲ့တော့ဒေါ်လာကြီးအောင်မြင်မှုနဲ့နော်ဒီကန်ဆာဂိုင်းကြီးကို နော်ကျွန်တော်ဖက်ရှင်ရှင်းလင်းနိုင်ရေးရလဲပိတ်ပြီးတော့အရေးကြီးတယ်ဓာတ်ရချိုးကြတယ်လို့ပြောလို့ရတယ်တခါကျွန်တော်တို့ဒေါ်လာကြီးအောင်ဖို့လို့ကနော်ပတ်စံကိစ္စကိုကျွန်တော်ပြောကြတဲ့အခါကျရင်ဒီပတ်စံသည်ကျွန်တော်တို့ကငွေကိုတက်မှတ်လို့ပြောတာမဟုတ်ဘူးငွေကိုတက်မှတ်လို့ပြောတာမဟုတ်ဘူးတော်တော်ဒီဒေါ်လာကြီးအောင်ဖို့ကပတ်စံလဲလို့နေဒါကိုပြောချင်တာအဲ့တော့ဒီပတ်စံကိုအလေလွဲမရှိအောင်ဒီပတ်စံကိုရတဲ့နီးနဲ့ရအောင်ရှာနိုင်ဖို့နီလန်းနေတဲ့အရေးကြီးတယ် ။ဥပမာဆိုမြေပြင်မှာဆိုလို့ရှိရင်เนาะကျွန်တော်တို့အဲရေနံခွက်ဒီเนาะကြောက်တူးဓာတ်ဒီရွှေတူးဓာတ်ဒီဝါတာဂိတ်ဒီအဲ့ဒီကနေပတ်စံတွေအများကြီးရတယ်။ဒါပေမဲ့တွန်လိုင်းထက်ကိုအပြည့်အဝမရောက်ဘူး။အဲ့ဒီထဲကဒစိမ့်တစ်ပိုင်းလောက်ပဲရောက်တဲ့လို့မှတ်ယူရတယ်။အဲ့တော့တကယ်လို့များကျွန်တော်တို့ကအဲ့ဓာတ်ကိုဖယ်ရှားပြီးတော့ရှင်းလင်းနိုင်ပြီးတော့အရေးယူနိုင်ရင်เนาะကျွန်တော်တို့တော်လိုင်းကြီးကပြင်ပြအောင်မယ်။ဓာတ်တွေကိုဖော်ထုတ်ဖို့เนาะ voice out လို့ဖို့ပြောဖို့ကကျွန်တော်အပါဝင်ဓမ္မကိုမျက်နှာတဲ့သူတွေအားလုံးမှာတာဝန်ရှိတယ်ဟုတ်ပြီနောက်တစ်ခုကပတ်ဆက်ဝင်တဲ့လမ်းကြောင်းနောက်တစ်ခုကတော့ကျွန်တော်တို့နော်ပြီးတွင်ကဝင်တဲ့ပတ်ဆက်နဲ့ပြီးပကဝင်တဲ့ပတ်ဆက်ပြီးပကဝင်တဲ့ပတ်ဆက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီနိုင်ငံတကာမှာရှိရဲ့ကျွန်တော်တို့မြန်မာပြည်နဲ့ဒီမြန်မာအရေးကိုနော် sympathize ဖြစ်တဲ့လူတွေစာနာတဲ့သူတွေရဲ့ပတ်ဆက်ပေါ့နော်အဲ့ဒါကရတာတွေကတော်တော်ရတယ် ဒါပေမဲ့အလီလွတ်နေရလဲရှိတယ်ဆိုတဲ့ဟာတွေကဖုံးမနိုင်ဖိမြရတွေပေါ်လာတယ်เนาะအဲ့တော့ကျွန်တော်တို့ကအရေးကြီးတာကအဲ့လိုမျိုးနာမည်ပြက်နေဖြစ်နေပြီဆိုလို့ရှိရင်နံပါတ်1အချက်ကျွန်တော်တို့ကလုံးဝသူတို့ရှိမသွားတင်တော့မြေပြင်ကိုပဲတိုက်သွားတင်တယ်မြေပြင်ကနေပြီးတော့အခုလောလောဆယ်ဗျာအလူခံနေတဲ့ရဲဘော်တွေအများကြီးရှိနေတဲ့ကိစ္စပဲเนาะအဲ့တော့သူတို့ရှိကိုသွားဖို့ကခင်ဗျားတို့ကျွန်တော်တို့အရောက်ချင်းစီတိုင်းမှာတောင်းရှိတယ်နောက်တစ်ခါကျတော့အခု ်နော်မြန်မာပြည်အနှံ့ကနေပြီးတော့ကဘာအနှံ့ကိုရောက်နေတဲ့သူတွေကိုသတိသတင်းစကားကိုပြောကြားဖို့လည်းပိတ်အရေးကြီးတယ်အဲ့တော့နောက်တစ်ခုကဒီတော်လည်ရေးကြီးကရောက်ချင်းစီတိုင်းနဲ့ဆိုင်တဲ့ခါကြတော့နော်ပြည်တွင်းကတော်လည်ရေးနိုင်ငံရေးနဲ့ပြည်ပကတော်လည်ရေးနိုင်ငံရေးပုံစံကမတူပါဘူးနော်ပြည်ပကဘောင်အရန်ကျင်းပါတယ်နော်သို့တော့ဘောင်ရန်ကျင်းလို့ဆိုပြီးတော့မလုံနဲ့လို့တားလိုက်လို့ရှိရင်ဒါမှမဟုတ်လုတ်တဲ့ဟာတွေကိုနော်လုတ်တဲ့ဟာတွေကိုကျွန်တော်တို့ကအတိမတ်မပြုတ်လို့ရှိရင်ဘာဖြစ်မလဲ သူတို့ကကျွန်တော်တို့ပါဝင်တင့်တလောက်မပါဝင်ဘဲနဲ့ရှိတဲ့အားတွေကျွန်တော်တို့ကအပြည့်အဝအသုံးမချတယ်လို့ဖြစ်သွားမယ်အဲ့တော့ဒေါ်လာရေးကြီးမှာကျွန်တော်တို့ကစီယုံရေးကတိတ်အရေးကြီးတယ်နော်စီလုံးဖို့လိုတယ်စီယုံဖို့လိုတယ်အဲ့တော့စီယုံရေးအနေနဲ့နော်ဒီဘက်မှာရှိတဲ့နော်မြန်မာနိုင်ငံသားတွေရဲ့လုံနိုင်စွမ်းအကန့်အသတ်တွေကလုတ်တဲ့ဟာတွေကလည်းဓမ္မအတွက်ဖြစ်မယ် တော်လိုင်းအတွက်ကမြူတမုံစာလောက်ပဲအကျိုးရှိမယ်ဆိုရင်တော့မှကျွန်တော်တို့ကဒါကိုအားပေးတဲ့နည်းနော်ပြပသည်ဘောင်အရန်ချင်းတယ်တကယ်တော့တကယ်တကယ်ဒါကြောင့်မလို့ကျွန်တော်တို့ကပြောတာဒီတော်လိုင်းကြီးကိုဥဆောင်ဖို့အောင်မြင်ဖို့ဆိုပြည်တွင်းမှာပဲရှိတယ်မြေပြင်မှာပဲရှိတယ်ဆိုတာဒါကြောင့်ပြောတာနော်ပြပသည်လုံနိုင်ဇွမ်းသည်နိုင်ငံတကာကနော်အစိုးရတွေနဲ့နော်နိုင်ငံတကာအစိုးရတွေနဲ့နိုင်ငံတကာပြည်သူတွေရဲ့စာနာမှုနဲ့ထောက်ခံမှုအဲ့ဒါရဖို့ အဲ့ဒါအပြင်ကိုကျွန်တော်တို့မြန်မာ community ကြီးဂျားထဲမှာမြမအတိုင်းဝန်ကြီးဂျားထဲမှာသွေးမအေးသွားဘူးအဲ့ရနေစက်ပြီးတော့သူတို့နဲ့ဆက်ဆက်ပြီးတော့သူတို့ရဲ့လှုပ်အားနဲ့သူတို့ရဲ့ငွေအားနဲ့စိတ်ကြအားနဲ့ဒါတွေကိုအလေးလွတ်မရှိဘဲနဲ့ဆက်လက်ပြီးပါဝင်နေဖို့ဒါတွေကိုကျွန်တော်တို့ကစီယုံပြီးတော့လှုပ်ဆောင်ခြင်းအကြောင်းအရာတွေဖြစ်တယ်အဲ့တော့ကျွန်တော်တို့အစ္စရေးနိုင်ငံထူထောင်တဲ့ပုံစံလေးကိုကြည့်မယ်ဆိုရင်เนาะအစ္စရေးနိုင်ငံထူထောင်တဲ့ပုံစံလေးကိုကြည့်မယ်ဆိုရင်အစ္စရေးဒီ တကယ်ရန်သူတော်တွေအများကြီးဝိုင်းရံနေတဲ့ကြားတွေကမီးကျိုးမောင်းပြတ်နဲ့စခဲ့တာအစ္စရေးနိုင်ငံကိုထူထောင်မယ်ဆိုတဲ့အချိန်မှာကဘာရဲရဲကဂျူးတွေကပြန်ဝင်သွားပြီးတော့နော်သူတို့မှရှိတဲ့မီးကျိုးမောင်းပြတ်နဲ့သူ့ပတ်လည်မှာရှိတဲ့ရန်သူတွေကိုသူနှွာခဲ့တာအဲ့လိုနှွာဖို့ကိုအစ္စရေးပြည်သူတွေရဲ့စိတ်ဓာတ်ကဘလို့ရှိတယ်လဲဆိုတော့ကဘာရဲကရှိတဲ့အစ္စရေးဂျူးလူမျိုးတွေသည်စိတ်ဓာတ်အရန်ပြင်းတယ်ငွေအားနဲ့လူအားနဲ့စိတ်ဓာတ်အားဖြင့်အကုန်လုံးပါဝင်ကြတယ်အဲ့တော့ကျွန်တော်တို့ ကဘာပေါ်မှာမြမာသည်တမ်းနဲ့ချီပြီးအများကြီးရှိတယ်တကယ်လို့မြန်အဲ့ဒီမြမာအင်အားစုတွေကเนาะကျွန်တော်တို့၁၀တန်းလောက်ရှိတယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့တယောက်ကို10ဒေါ်လာလောက်ဆိုလို့ရှိရင်တစ်လကိုဒေါ်လာတန်းတရာရတယ်ဒါပေမဲ့တခုရှိတာမခိုးဘူးအလီလွဲ့မရှိဘူးကွန်မရှင်တွေမစားဘူးမဘုံမှုတော့လိုတာပေါ့ဗျာเนาะတကယ်တည်းကျတော့ဒါတွေကိုကျွန်တော်တို့ကောင်းကောင်းစုစည်းနိုင်လို့ရှိရင်မြေပြင်ပေါ်မှာ အပေါ်မှာပါတဲ့အသက်ကိုရင်းမိတိုက်ပွဲဝင်နေကျွန်တော်တို့ရဲဘော်တွေကိုကျွန်တော်တို့အများကြီးလုတ်ပေးလို့ရတယ်အဲ့တော့ကျွန်တော်တို့တွေဒီဒေါ်လာရေးကြီးမှာကိုလုံနိုင်တာကိုလုံနေဖို့နော်နောက်တစ်ခါကျွန်တော်မတရားမှုတွေကိုဖယ်ရှားဖို့နော်တခိုးတွေကိုဖမ်းဖို့ငွေကြေးတွေကိုဒီထက်ပို့ပြီးတော့ရလာအောင်လုတ်ဖို့အဲ့တော့ငွေကြေးရဖို့လုတ်ဖို့ပြောလို့ရှင်ဒါသည်ဝိသမလောဘမဟုတ်ဘူးကိုယ့်အတွက်ကိုကျိုးအတွက်ဆိုရင်တော့ဝိသမလောဘဖြစ်သွားလိမ့်မယ် တော်တော်ဒေါ်လာရေးအတွက်ဆိုလို့ရှိရင်ဒေါ်လာရေးအတွက်ကငွေကအများအားလုံနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒေါ်လာရေးအတွက်ကငွေရဖို့ကအများအားဒီလန်းကိုရှာကြံနေရမှာဖြစ်ပြီးအဲ့ဒီရတဲ့ငွေကိုလည်းအလေအနက်မရှိအောင်ထိမ့်သိမ်းဆောက်ရှောက်ပြီးတော့မြေပြင်ကိုဓာတ်ဆစ်ဆင်းပြီးတော့ဒေါ်လာရေးအတွက်ကိုထိထိရောက်အသုံးချနိုင်မှုကလည်းတိတ်အရေးကြီးတယ်ဆိုတာကိုကျွန်တော်တပြချင်းနဲ့အစ္စရေးနိုင်ငံထူထောင်ခဲ့တဲ့ဂျူးတွေရဲ့ဥပမာကိုကြည့်မယ်ဆိုလို့ရှိရင်တို့တို့ဒီကဘာရဲမှာရှိတဲ့ဂျူးတွေရဲ့နော်ငွေကြေးအဖြစ်ပါဝင်နိုင်မှု စိတ်ဓာတ်အပြည့်ပါဝင်နိုင်မှုအရာတွေကိုစုပေါင်းပြီးတော့လက်တွေ့ကြကြကောင်းမွန်တဲ့ခေါင်းဆောင်မှုနဲ့เนาะဒေးဗစ်ဗန်ဂိုရီယန်တို့เนาะလုတ်သွားတဲ့အခါမှာယနေ့အစ္စရေးနိုင်ငံဟာကမ္ဘာအလယ်မှာသူ့ပတ်ဝန်းကျင်မှာရှိတဲ့ရန်သူတွေကိုဥချိုးပြီးတော့အနိုင်ယူနိုင်တာကိုတွေ့ရတယ်။ဒါကြောင့်မလို့နိုင်ငံတကာမှာရှိတဲ့မြန်မာတွေရဲ့အင်အားစုကြီးက short drop လို့မရဘူး။ဒါကိုကျွန်တော်တို့ကောင်းကောင်းဥစားမှုပေးပြီးတော့ကောင်းကောင်းအသုံးချနိုင်ရင်တော်လည်ရေးအတွက်ကို အများကြီးအထောက်ကူပြုတယ်ဆိုတာကိုလည်းကျွန်တော်တပြချင်တယ်။ဒီကုန်းချုပ်အနေနဲ့ကျွန်တော်တို့ရဲ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အခုလာမယ့်ဆက်ကွေးရနေ့မှာသက်80ပြည့်မယ်။ကျွန်တော်တော်လိုင်းမှာအရေးကြီးတာကကျွန်တော်တို့ကရေးပေါ်ရေးဘက်ရောင်းရင်းနော်သွေးပေါအဲ့စိတ်တက်ကအရေးကြီးတယ်။အဲ့ခေါင်းဆောင်ဒုက္ခရောက်နေတဲ့အချိန်မှာကျွန်တော်တို့ကပို့ပြီးတော့သူနဲ့သွေးစည်းချောင်းကိုပြဖို့သက်အရေးကြီးတယ်။ဒါပြီးအလွန်ကောင်းမွန်တဲ့နော်ကျွန်တော်တို့စိတ်ကြက်ဖြစ်တယ်။အဲ့တော့ကျွန်တော်တို့မလုပ်ပေးနိုင်လဲ ရောက်ကင်းနိုင်တော့အကောင်းဆုံးပဲကဲတဲ့နဲ့မလုတ်ပေးနိုင်ခြင်းဆက်ကြမှာနော်ပလန်နေချပြီးလုပ်နေတဲ့လူတွေလည်းရှိရင်ရှိမှာပေါ့နော်ကျွန်တော်တို့ကကျွန်တော်တို့ခေါင်းဆောင်တဲ့တသားတည်းရှိချောင်းကိုစိတ်အားဖြင့်နော်ဂាយကံဝစီကမနှောကံနဲ့ကျွန်တော်တို့ပြတဲ့ဟာလေလုတ်တဲ့အရာတစ်ခုဖြစ်တယ်အဲ့တော့အခုအမေစုရဲ့သားနော်ကိုထိန်လင်းခေါ်ကင်းသူ့ရဲ့ကမ်ပိန်းမှာလည်းကျွန်တော်တို့ပါလို့ရတဲ့လူပါပါယုံကြည်မှုရှိတဲ့လူပါပါ သူ့ရဲ့အဲ့ဒီဗီဒီယိုလေးတွေအမေတော်ဆန်းစုကြည်ကိုမွေးနေ့ဆုတောင်း လုတ်တဲ့ဟာကိုလည်းဝင်ပါလို့ရတယ်အဲ့ဒါဒီထိရောက်မှုကတော့ကပအတိုင်းဝိုင်းကို ပို့ပြီးတော့စီယုံမှုဖြစ်နိုင်ပါတယ်ပြင်ပမှာလုတ်လို့ရတဲ့ဘောင်ကအကန့်သက်ရမ်းရှိတဲ့အခါကျတော့အဲ့ဒါဒီနိုင်ငံတကာကမြမအရေးကိုတရက်သမုတ်တနားရီလောက်သမုတ်10မိနစ်စာလောက်အတိမတ်ပြုဖို့ထုတ်ဖို့ပြောလာဖို့အတွက်တော့အထောက်အကူဖြစ်နိုင်နေဆိုတာကိုလည်းကျွန်တော်တင်ပြရင်းနဲ့ကျွန်တော်တို့အရေးတော်ပုံမုတ်ချအောင်ကိုအောင်ရမယ်အဲ့တော့ကျွန်တော်တို့ဒီ လုတ်တဲ့အခါမှာနော်ဒီတော်လိုင်းရေးအတွက်မှာပြပကနေပြီးတော့လေငွေကြေးရရှိမှုတွေကိုကျွန်တော်တိုးမြင့်ရှာသင့်တယ်ပြည်တွင်းမှာရှိတဲ့ငွေကြေးတွေကိုလည်းအလေလွဲမရှိအောင်အထူးကူးဆိုင်ပြီးတော့လုံနိုင်ဖို့လိုတယ်ဒီလိုလုံနိုင်ဖို့ကတခိုးတွေကိုဖယ်မယ်ဂျဘိုးတွေဖယ်မယ်အကြီးပြတ်ခြားသားတွေဖယ်မယ်ညံ့ဖြစ်တဲ့ခေါင်းဆောင်မှုတွေကိုဖယ်မယ်ကောင်းမွန်တဲ့ခေါင်းဆောင်မှုလူသစ်စိတ်သစ်တွေနဲ့အမှန်တကယ်စနစ်တကျနဲ့နော်လုံနိုင်တဲ့သူတွေဥဆောင်ဖို့လိုတယ်ဆိုတာကိုထက်လောင်းတင်ပြလိုက်ရပါတယ်